Hello guys အားလုံးမင်္ဂလာပါ The United Man YouTube Channel ကနေပြီးတော့အားလုံးကိုကြိုးပါရစေဆိုတော့ကျွန်တော်တို့ Manchester United ရဲ့အဲဒီယာဒီကုံပြီပေါ့လေယာဒီကုံပြီဆိုတော့ကျွန်တော်တို့အပြောင်းရွှေ့ပြီးစပြီးတော့ကျွန်တော်တို့လှုပ်ရှားပြီးဆိုတော့ကျွန်တော်တို့ဝမ်တာဇာကကျွန်တော်ပါလဲဆိုလို့ရှိရင် Matthias Cunha here we go ပါပြီဆိုတော့အဲဒီ Matthias Cunha နဲ့ပတ်သက်ပြီးကျွန်တော်တို့စောင့်ခဲ့ရတာတော်တော်ကိုကြော်ကြပြီအဲဒီပေါ့နော်ကြည့်ရတာတော့ကျွန်တော်တို့ဒီယာဒီကုံကင်ဒီစောင့်နေပုံရပါလေယာဒီကုံပြီး အဲဒီပေါ့နော်နောက်နေ့ကျွန်တော်တန်းပြီးတော့မက်ဒီယက်စ်ကွန်ညာနဲ့အဲမန်ချက်စတာယူနိုက်တက်တို့ကျွန်တော်ဟီဝီကို ဆိုတော့ဒီလိုမျိုးထွက်လာတဲ့သဘောမျိုးပေါ့နော်ဆိုတော့စောဤတည်းကကျွန်တော်တို့ဒီ personal agreement ကကျွန်တော်ညာထားပြီးသားအနေထားမျိုးကျွန်တော်တို့ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြီးတော့မှကျွန်တော်တို့ဒီ journalist တွေကိုအတိပေးတဲ့သဘောမျိုးပေါ့အခုလက်ရှိအဲဒီ Roman တို့ကျွန်တော်တို့ confirm ထားရနေထားရသလိုရှိရင် Matthias Cunha နဲ့ Manchester United ကလုံးဝကျွန်တော် heavy ကိုသွားပြီးအဲကစားသမားဖြစ်သူအတူကကျွန်တော်တို့ဒီစာချုပ်ကကျွန်တော်9နှစ်တက်တန်းကျွန်တော်စာချုပ်ချုပ်ဆိုမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့တနှစ်အပူချုပ်ဆိုတွင်ပါနော်တိုးတယ်ကျွန်တော်တို့အဲ6နှစ် ကာလာကျွန်တော်တက်တန်းရှိတဲ့စာချုပ်တစ်ခုကျွန်တော်ချုပ်ဆိုမဲ့နေတာတစ်ခုကျွန်တော်ဖြစ်တယ်။ဆိုတော့နောက်ထပ်ကျွန်တော်ဒီထွက်လာတဲ့ကျွန်တော်နောက်ဆက်တဲ့သတင်းတွေရသလိုရှိရင်တော့ Uber Handan နဲ့အဲဒီဘာလဲပြောင်းရွှေ့ကြီးကျွန်တော်ဆွေးနွေးတဲ့နေရာမှာဆိုလို့ရှိရင်တော့ Manchester United ကကျွန်တော်တို့ဒီအဲဒီဘာလဲအာ Messi ကိုညာရဲ့ကျွန်တော် release clause ဖြစ်တဲ့ပေါင်း62.5တန်းကို၃နှစ်အရေးကြတဲ့ကျွန်တော်ခွဲပေးမှကျွန်တော်ဖြစ်တယ်။ဒါကိုကျွန်တော်တို့ဒီဘာလဲ2029အကုန် ပေါ့နော်နောက်နောက်ဆက်ကအကုံဆိုတာနဲ့အကြည်ဆိုတဲ့ပုံစံမျိုးသုံးနေကျွန်တော်တို့ခွဲဆက်မဲ့အခြေအနေမျိုးကျော်ဖြစ်ပါတယ်ဆိုတော့ Matthias Cunha နဲ့ Manchester United ကတော့မှကျွန်တော်တို့ ဒန်ဒီပုံစံမျိုးကျွန်တော်ဖြစ်သွားပါပြီဆိုတော့စာချုပ်လက်မှတ်ထိုးတာဆေးစစ်တာဒီလောက်ပဲကျွန်တော်ကြံတော့တဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ကိုညာကအစိုးရတဲ့ကျွန်တော်ဒီ Europa League Final မတိုင်ခင်တည်းကကျွန်တော်ဒီပေါ့နော်ကျွန်တော် Manchester United ကိုကျွန်တော်ပြောင်းဖို့အတွက်ကျွန်တော်ဒီ Final Decision လောက်ပဲကြံတော့တဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ကျွန်တော်လည်းရှေ့မှာ report ကျွန်တော်ထုတ်ထားပြီးသားဆိုတော့ဒီကြောင့်မလို့ Manchester ကိုညာရောက်လာဆိုတော့မထူးဆန်းဘူးဒါပေမဲ့ level အသင်းရဲ့ကျွန်တော်တို့ဒီ transfer အနေနဲ့ဆိုလို့ရှိရင်တော့အခုလက်ရှိကျွန်တော်တို့ဒီ ကိုညာလိုကစားသမားမျိုးအသင်းရဲ့ကျွန်တော်တိုက်စစ်မှာမြင်ရတော့မယ်ဆိုတော့အချက်ကဒါတော်တော်ကိုကျွန်တော်တို့ positive ဖြစ်တယ်လို့လိုနေတဲ့အရာတစ်ခုလည်းကျွန်တော်ဖြစ်တယ်ဆိုတော့ဟိုကျွန်တော်တို့အသင်းတိုက်စစ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် level number 10တွေပဲကြည့်ရလားเนาะတိုက်စစ်မှုတွေပဲကြည့်မလား goal ကိုရဖို့တော်တော်ကြီးကိုရုန်းကန်ရတဲ့အနေအထားမှာကျွန်တော်တို့ရှိနေတာဆိုတော့ အဲဒီဂါနာချိုလို့ဆိုလည်းဘလုံးမှစမပြေဘူးမစ္စမောင်းလို့ဆိုလို့ရှိရင်လည်းအခုချိန်မှာကျွန်တော်တို့ဒီကစားပုံထဲမှာကျွန်တော်တို့စီးမျောနိုင်ုံပဲရှိသေးတယ်ဒါပေမဲ့ကျွန်တော်ကိုရကိုရဖို့ကိုတတော်ကိုကျွန်တော်ခင်းရင်နေတော့မယ်ပေါ့နော်ဆိုတော့ Christmas final ကျွန်တော်ပြောနေစရာမလိုဘူး Virtual Joshua Sexy ဆိုလို့ရှိရင်ကျွန်တော် play making ကိုပို့ပြီးတော့အားတန်တဲ့ကစားသမားတယောက်ကျွန်တော်ဖြစ်တယ်ဆိုတော့ goal scoring မှာဆိုလို့ရှိရင် error တွေကျွန်တော်ရှိတယ်ဆိုတော့ဒီတော့ကြောင့်မလို့အဲဒီ Matthias Cunha လိုမျိုးပေါ့နော်ဒီ Premier League မှာတကယ်ကိုကျွန်တော်တို့ဒီပေါ့နော် expected goal အမြင့် ဇုံနီးပါးကျွန်တော်ရှိတဲ့ပလေယာတယောက်ကိုကျွန်တော်ရခဲ့တယ်ဆိုတာကဒါတော်တော်ကိုကောင်းတဲ့အခြေအနေမျိုးကိုညာဆိုတဲ့ကစားသမားရဲ့ကျွန်တော်အနေထားကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အဲနံပါတ်10ဆိုတဲ့နေရာမှာကျွန်တော်ရွေးချယ်စရာတွေကတော့အများကြီးပေါ့လေဘာလို့ကျွန်တော်ကိုညာလဲ အာနံပါတ်1ကျွန်တော်ဂူရီကိုညာသည်ကျွန်တော်ဒီ Premier League Proven ဖြစ်တယ်။ Uvine နဲ့တူတူခြေသွမ်းပြလာတာကဒီယာဒီမမဟုတ်ဘူး။ယာဒီတိုင်းယာဒီတိုင်းလိုလိုမှာကျွန်တော်အမြဲတမ်းဒီ Uverhandan ရဲ့အဲဒီဘောနော်တကယ်ကျွန်တော်ကောင်းတဲ့ moment တိုင်း moment တိုင်းမှာ Matthias ကိုညာကကျွန်တော်ပါဝင်တယ်။ဆိုတော့ Premier League Proven ကျွန်တော်ဖြစ်တယ်။ဆိုတော့ပေါကျွန်တော်ဒီ62.5သန်းဆိုတာများတော့များတယ်။ဒါပေမဲ့လည်းပဲကျွန်တော်3နှစ်အရေးကြတဲ့ခွဲပြီးတော့ပေးလို့ရမယ်ဆိုတဲ့အချက်ကတော့ဟိုအသင်းအတွက်ကျွန်တော် အဲဒီအပေါင်းလက္ခဏာစောင့်နေဒီရာသီမှာကျွန်တော်အပြောင်းရွှေ့ကြီးအဲလုံတော့ကျွန်တော်အများကြီးကျွန်တော်ဒီ၃ခွင့်ကျွန်တော်မရှိတဲ့အနေအထားမျိုးမှာဆိုလို့ရှိရင်အဲဒီဘာလို့ကျွန်တော်၃နှစ်ခွဲပြီးတော့ကျွန်တော်တို့သာရွှေ့ချုပ်မယ်ဆိုတော့တစ်နှစ်ကိုမှကျွန်တော်ပေါင်သန်း20ကျော်ပေါ့နော်အဲ့လောက်ပဲကျွန်တော်ရှိရဲဆိုတော့ဒါကျွန်တော်တော်တော်လေးအဆင်ပြေတဲ့အနေအထားတစ်ခုကျွန်တော်ဖြစ်တယ်အဲဒါပြင်ကျွန်တော်ဒီဘာလို့လူရဲ့ကစားပုံအရာဆိုလို့ရှိရင်မတ္တိယစကွန်ညာဒီကျွန်တော်ဒီ twin ကိုရင်းနဲ့ပတ်သက်ပြီးတော့လေတော်တော်ကိုကျွန်တော်တို့ဒီဘာလို့ဆွမ်းဆောင်ရည်ခေါင်းကျွန်တော်ရှိတယ်လို့အဲဒီဖန်တီးမှုပိုင်းမှာဆိုလို့ရှိရင်လေတော်တော်ကိုကျွန်တော် vision mind ရော creativity လဲတော်တော်လေးမြင့်နေ player တယောက်ကျွန်တော်ဖြစ်တယ်เนาะဟိုဘောပြောရမယ်ဆိုဘရာဇီးသမားဘရာဇီးကစားသမားကျွန်တော်တို့ဖြစ်တာနဲ့အညီကျွန်တော်တို့ဒီ first touch တွေကောင်းနေเนาะဒီဘောဟိုဘောပလင်းနေမှာဆိုလို့ရှိရင်လဲတော်တော်ကိုကျွန်တော်တို့တကယ်ကျွန်တော်တို့ဒီဆွဲဆောင်မှုရှိတဲ့ကစားဟန်ကိုပိုင်ဆိုင်ထားတဲ့သမားတယောက်ကျွန်တော်ဖြစ်တယ်ဆိုတော့ကိုညာ အသင်းကိုကျွန်တော်တို့ရောက်လာပြီဖြစ်ပါတယ်ဆိုတော့လက်ရှိကျွန်တော်အသင်းကတော့ဒီပေါ့နော်ကျွန်တော်တို့ဒီလာမယ့်ကျွန်တော်28ရက်နေ့မှာအဲ28ရက်နေ့9/25ပေါ့နော်9/25မှာကစားမယ်အဲဒီပေါ့နော်ကျွန်တော်မလေးရှားမှာကစားမယ်ဒီအာဆီယံအော်စတာနဲ့အဲမန်ချက်စတာယူနိုက်တက်တို့ကစားကြမယ်ပွဲစဉ်အတွက်လက်ရှိကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ခီးသွားနေတယ်လက်ရှိကြည့်နေတဲ့အထဲမှာရောမလေးရှားဘက်သွားကြည့်မြဲသူတွေများ ဘာတွေများကြောင်ရှိလာပါတော့ပြောလို့မရဘူးကို viewer တွေကကိုယ့်ထက်ချမ်းသာရင်ချမ်းသာတယ်ကိုရီးယားတော့မကြည့်နိုင်ဘူးအဲဒီအခုလက်ရှိကြောင်ဒီဒီပွဲရဲ့ live တောင်ဘယ်နာကြောင်ရှာကြည့်ရမှန်းတော့မသိဘူးပါတော့ ဆိုတော့ထားပါတော့ okay ကျွန်တော်နောက်ထပ်ကျွန်တော်တို့သတင်းတွေနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးပါမယ်ဆိုတော့ Vita Yorkrest နဲ့ပတ်သက်ပြီးတော့ပါအဲ Yorkrest နဲ့ပတ်သက်ပြီးတော့သတင်းတွေကကျွန်တော်တို့ဒီဘယ်တော့အဲဒီတော်တော်များများကိုကျွန်တော်ထွက်ပေါ်နေတယ် Arsenal ကိုပြောင်းမလို့လို့ဟိုကပြောင်းမလို့ဒီကပြောင်းမလို့လို့ Manchester United ကပဲကျွန်တော်ခေါ်တော့မလို့လို့လူမျိုးကြီးကျွန်တော်ဖြစ်နေနေထားမှာအဲဒီ German သတင်းတောက်ဖြစ်တဲ့ Florian Plettenbach ကဒီဘယ်တော့ Vita Yorkrest ကို Manchester United ဘက်ကခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ let shot ထားပြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ အပြောလာတယ်ဗောနော်ဆိုတော့ Geocrest ဘက်ကလည်းဘယ်သင်းကိုသွားပါမယ်ဆိုပြီးတော့ဆုံးဖြတ်ထားတာမျိုးလေလုံးဝကျွန်တော်မရှိသေးဘူးဆိုတဲ့ပုံစံမျိုးသူကကျွန်တော်ပြောလာတယ်ဆိုတော့ Manchester United က Victor Geocrest ကိုခေါ်ဖို့အတွက် နောက်ဆုတ်လိုက်ပြီလားဗောလေဒါကတော့ကျွန်တော်နည်းနည်းလေး concern ဖြစ်စရာရှိတယ်သူရေးထားတဲ့ report ကလည်းတကယ်တမ်းမရှင်းမရှင်းနေပြန်ပြီလားအဲ့လိုပုံစံမျိုးဆိုတော့อืม United ကတော့ကျွန်တော်ဒီ Victor Geocrest ကိုနောက်ဆုတ်ပြီဆိုလို့ရှိရင်ကျွန်တော်တိုက်စစ်မှုနေရာကျွန်တော်ဘယ်သူနဲ့အစားထိုးကြမလဲဆိုတော့ อ่อ option เนี่ยจองရှိသေးတယ် alien dilap ရှိတယ်နောက်လက်ရှိကျွန်တော်သတင်းထွက်တယ် dilap dilap ရှိတယ်ပြီးတော့ကျွန်တော် beta ကိုစီမံရှိသေးတယ်ဆိုတော့ market ထဲမှာလည်းဒါတွေကကျွန်တော် available ဖြစ်တယ်နည်းနည်းလည်းကျွန်တော်သတင်းထွက်ခဲ့တယ်အဲကစားသမားတွေကျွန်တော်ဖြစ်တယ်အဲ alien dilap ဆိုလို့ရှိရင်အတင်းနဲ့ကျွန်တော်တို့ဒီဆွေးနွေးတာမျိုးတောင်ကျွန်တော်ရှိတယ်ကိုယ်တစ်သိန်းနဲ့တော့မဟုတ်ဘူးပေါ့လေဒါပေမဲ့ဆွေးနွေးတာမျိုးတွေတော့ကျွန်တော်ရှိနေတယ်ဆိုတော့ပုံစံမျိုးရှိတယ်ကျွန်တော်လူတာပြောမယ်ဆိုလို့ရှိရင် proven striker ကိုလိုနေတယ်လို့ကျွန်တော်ကတော့ထင်တယ်ဒီလိုမျိုးကျွန်တော်တို့ဒီ potential တွေကိုကျွန်တော် like ခေါ်နေလို့မရတော့ဘာလို့ဆိုတော့အတင်းကကျွန်တော်တို့ အနေချင်းညာချင်းပြောင်းလဲနေတယ်ဆိုလို့ရှိရင်နေချင်းညာချင်းအဲဒီပေါ့နော်ဟိုဘယ်လိုပြောရမလဲတကယ်ကျွန်တော်တို့ဒီတက်တည်ပြပြီးသားကစားသမားကြီးအများကြီးလိုတယ်ဗျာကျွန်တော်တို့ potential ထိုင်ဆောင်နေလို့မရဆိုတော့အဲဒီတော့ကြောင့်မလို့ကျွန်တော် Matthias Kunya လို့ကစားသမားမျိုး profile မျိုးကိုကျွန်တော်တို့လိုက်ရှာပြီးကျွန်တော်ခေါ်ထားတာဆိုတော့ဒီလိုကုညာလို့ profile မျိုး striker နေရာမှာရှိတယ်ဆိုလို့ရှိရင်တော့ဒါခေါ်တင်တဲ့အခြေအနေမျိုးမှာရှိရလို့ကျွန်တော်လည်းထင်ပါတယ်ဆိုတော့အဲ Vidal Gyokeres ကိုတော့အသင်းဘက်ကကျွန်တော်နောက်ဆုတ်ထားပြီဆိုပြီးတော့တင်ထွက်ထားတာဖြစ်ပါတယ်ဆိုတော့နောက်ထပ်ကျွန်တော်တို့တင်တဲ့ဘက်ကတော့ကျွန်တော်တို့ဒီဘောနောအသင်းရဲ့ကျွန်တော် third choice ဂိုးသမားကြီးဖြစ်တဲ့ Tomidan မှာဆိုတော့ Tomidan ကဒီပြီးခဲ့တဲ့ကျွန်တော်တို့ဒီဘောနောအဲဒီပါလဲပြီးခဲ့တဲ့ အဲဒီကျွန်တော်တို့ဒီနောက်ဆုံးပွဲပေါ့နော်နောက်ဆုံး Aston Villa နဲ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Everton တို့နော်ပြီးလို့ရှိရင် Johnny Evans ဆို Lenny Loft တို့အကုန်လုံးကျွန်တော်တို့အသင်းနဲ့တူနှုတ်ဆက်သွားတယ်ဒါပေမဲ့ Tomlin ကတော့လုံးဝနှုတ်ဆက်သွားတယ်မျိုးကျွန်တော်မရှိဘူး Jamal ကျွန်တော် report တော့ကျွန်တော်လုတ်ပေးခဲ့တယ် Tomlin ဒီအသင်းနဲ့ဒီပေါ့နော်တရားဒီ ထပ်ပြီးတော့ကျွန်တော်တို့ဒီတက်တန်းတိုးမဲ့ကုသမားတယောက်ကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့အသင်းဘက်ကလည်းခုလက်ရှိအနေထားမှာဆိုလို့ရှိရင်တိုမီတန်ကိုကျွန်တော်စာချုပ်တစ်နှစ်ပေးဖို့အတွက်အဲစကားပြောဆိုမှုတွေကျွန်တော်ရှိနေပြီဆိုပြီးတော့ Fabrizio Romano ကကျွန်တော်ဖော်ပြလာတယ်ဆိုတော့အဲတိုမီတန်ကတော့ third choice ကုသမားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တိတ်ပြီးတော့ဘာမှကျွန်တော်အငင်းပွားကြတာမရှိဘူးအဓိကကျွန်တော်တို့ဒီ second choice နဲ့ first choice ပေါ့နော်ဒီဒီ ဒီနှစ်ယောက်ကသာအဓိကကျွန်တော်တို့အသင်းအဓိကပွဲစဉ်တွေမှာကျွန်တော်တို့ပါဝင်ကစားခွင့်ရမှာ third choice ကိုသမားဆိုတာကကျွန်တော်တို့ဒီအဲဂျာစီဂျူခြေစမ်းပွဲတွေလောက်ပဲအဲ့လောက်မှာပဲကျွန်တော်တို့မြင်ရမယ့်အခြေအနေမျိုးပေါ့နော်ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီအသင်းကသူ့ကိုတန်တန်းတိုးရတဲ့အဓိကအကြောင်းအရာဘာလဲဆိုလို့ရှိရင်တိုမီတန်ဒီကျွန်တော်တို့ dressing room ထဲမှာတော်တော်လေးကိုကျွန်တော်တို့ဒီပေါ့နော်ဟို positive sound နဲ့ energy တွေကိုကျွန်တော်တို့တည်လာနိုင်တဲ့အဲသူတယောက်ဖြစ်တယ်ဆိုပြီးတော့အသင်းရဲ့ကစားသမားတွေရော နီးပြရောပြီးလို့ရှိရင်ကျွန်တော်အသင်းတာဝန်ရှိသူတွေကကျွန်တော်ယုံကြည်ထားတယ်ဆိုတော့ဒီတော့ကြောင့်မလို့လေတိုမီတန်ကိုအသင်းမှာဆက်ထားခြင်းနဲ့အခြေအနေမျိုးတွေကျွန်တော်တို့ယူဆလို့ရပါတယ်ဆိုတော့ဒါတော့ကျွန်တော်ဒီနေ့ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေပါဆိုတော့ကြံတဲ့သတင်းတွေကျွန်တော်ဘွယ်မှုလို့ပါလို့လည်းရထားတယ်ကျွန်တော်ရှိတယ်ဒါပေမဲ့အဲ့ဒါရေးတိတ်ပြီးတော့ကျွန်တော် source ကတော့မကောင်းသေးဘူးပေါ့နော်အသင်းဘက်ကကျွန်တော်ဘွယ်မှုကိုအဲ့ဒီပါလဲစပြီးတော့ကျွန်တော်ဆွေးနွေးနေပြီဆိုပြီးတော့သတင်းတချို့ရဟန်းမျိုးကျွန်တော်ရှိတယ်ဆိုတော့ဟိုဘယ်လိုပြောရမလဲ သတင်းမှန်နေမှားနေဆိုတာထက်ကျွန်တော်တို့ဒီဘောနော်စောင့်ကြည့်ရအောင်မယ့်သတင်းတွေကျွန်တော်ဖြစ်နေသေးရပါတော့ဆိုတော့အခုလက်ရှိကျွန်တော် Medias ကုညာကတော့ကျွန်တော်အသင်းနဲ့အဲဒီအသင်းကိုကျွန်တော်ရောက်လာတော့မှာဖြစ်ပါတယ်အသင်းရဲ့ရာသီကြိုးခြေစမ်းပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းပါဝင်နိုင်တော့မယ့်အခြေအနေမျိုးဖြစ်ပါတယ်အခုလက်ရှိကျွန်တော်ဒီ ASEAN ကတော့ All-Star ပွဲကတော့ကျွန်တော်ပါမှာမဟုတ်ဘူးဆိုတော့အဲဒီလာမယ့်ကျွန်တော်နောက်လာမယ့်ကျွန်တော်ရာသီကြိုးခြေစမ်းပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ Medias ကုညာကိုကျွန်တော်တို့မြင်ရမယ့်အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့အဲဒီအသင်းမှာကျွန်တော်ထွက်မယ့်ကစားသမားရှိတဲ့ခန္ဓာချိုးလို့ပါကျွန်တော်ထွက်မယ်ဆိုတော့ အဲဒီဒီနေရာမှာကျွန်တော်အကောင်းဆုံးအစားထိုးမှုတစ်ခုကျွန်တော်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်လုံးဝယုံကြည်ရပါတော့ကျွန်တော်ကိုယ်တိုင်လည်းမသိစကွန်ညာတော်တော်လေးကြိုက်နေတယ်မှာပါတယ်ဗောနော် UVN နဲ့ကစားတိုင်းမှာသူ့ကိုပဲကျွန်တော်အမြဲစောင့်ကြည့်နေတယ်ဗောနော်အဲ့တော့သူကစားတဲ့ပုံစံအရင်ကျွန်တော်တို့ဒီ certified ဖြစ်တယ်တော်တော်ကိုကျွန်တော်တို့ဂျင်းနဲ့ဆရာကောင်းတဲ့အခြေစွမ်းမျိုးကျွန်တော်ရှိတယ်ဗောနော်ဆိုတော့အတင်းမှာဆိုလို့ရှိရင်ဘလောက်ကောင်းလိုက်မလဲတို့အမြဲတမ်း အဲဒီပေါ့နော်ကျွန်တော်တို့ဒီစိတ်ကူးထားခဲ့တာပေါ့အခုလက်ရှိအနေထားကတော့ကျွန်တော်တကယ်ဖြစ်လာပါပြီဆိုတော့ကုညာမန်ချက်စတာယူနိုက်တက်ကိုကျွန်တော်ရောက်ပါပြီဆိုတော့အဲဒီတော်မီနန်လည်းကျွန်တော်တို့ဒီအသင်းနဲ့ကျွန်တော်တရားဒီစာချုပ်တက်တန်းတိုးဖို့အတွက်အချိန်လေးကောင်းနေဆိုတဲ့အချိန်မျိုးဖြစ်ပါတယ်ဆိုတော့လာမယ့်ကျွန်တော်ဘုံတုံးနေ့ညမှာ9:55မှာဆိုလို့ကျန်အသင်းကကျွန်တော်တို့ဒီမလေးရှားမှာအာဆီယံအော်စတာ အသင်းနဲ့ကျွန်တော်တို့ဒီမန်ချက်စတာယူနိုက်တက်နဲ့ခြေစမ်းပွဲကျွန်တော်ကစားဖို့ရှိပါတယ်ဆိုတော့အဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်ပွဲချုပ်သွင်းသက်ချက်ပါညာဘာဘာလုပ်မလဲပေါ့နော်ကိုသိမ်းဘလူပွဲထားလိုက်မယ်ဒီလောက်လောက်ပဲကျွန်တော်လုပ်လို့ရမယ်လို့ထင်ပါတယ်လိုင်းနဲ့ပရီတီရှင်ပေါ့နော်အဲ့လောက်လောက်ပဲကျွန်တော်လုပ်လို့ရမယ်လို့ထင်ပါတယ်ဆိုတော့အဲထွက်ခွာသွားတဲ့လူစည်းရင်းပါညာကတော့ကျွန်တော်ရထားပြီးပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ဒီညာနဲ့အချင်း ချိန်ဆပြီးတော့ကျွန်တော် line နဲ့ prediction ပါညာပေါ့နော်ဘယ်လိုဒီကျွန်တော်ကစားလာမလဲဒါလေးပဲကျွန်တော်တို့ဆွေးနွေးလို့ရမယ်လို့ထင်တယ်ဆို Okay ကျွန်တော်တို့ဒါ video လောက်ပါမယ်ကျွန်တော်တို့အဲဒီပေါ့နော်နောက်ထပ်ကျွန်တော်သတင်းတွေ update တွေရရင်ဆိုလို့ရှိရင်ကျွန်တော်မြန်မြန်တင်ပြပါမယ်ဆိုတော့ကြိရှုအားပေးညီကိုများလို့ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့နောက်ထပ် video မှာတွေ့ပါမယ် channel ကို subscribe လုပ်လို့ဆိုလို့ရှိရင် subscribe လုပ်ပြကြပါဦးအောင်တောင်းဆိုပါလိမ့်ကျွန်တော်နောက်ထပ် video မှာတွေ့ပါမယ်အားလုံးကျေးဇူးပါ